အားလုံးပဲမင်္ဂလာပါဒီနေ့မှတော့ကျွန်တော်ကဂျိုင်းဂျိုင်းရေးဗျလူကောက်ကြီးလေးကောင်နဲ့မေးစေးပေးချင်ပါတယ်ဒီလူကောက်ကြီးလေးကောင်ဗျဘာရောက်လဲဘာသွားရေးလဲရှိရဲ့ဆိုရင်အန်ဒီကောင်ရဲ့အပြာကောင်ရဲ့အစိကောင်ရဲ့အဝါကောင်ရဲ့ဖြစ်ပါတယ်ဒီဂျိုင်းရေးလေးကောင်ဗျသူရဲ့သူ့ရဲ့မှာလူလူတွေတိုက်ပဲဗျသူရဲ့ personality ရှိရဲ့သူသူရဲ့သူရဲ့ဗျအမှုကြီးပုံမူတီကိုကွဲပြားလေးရှိရဲ့အန်ဒီကောင်ကြောက်တယ်ဗျစိတ်ဆဲတယ်ပြီးတော့ စိတ်ချတယ်ပဲသူကအစိတ်မရှိဘူးသူကတခုခုလိုချင်တာရှိပဲရအောင်ကိုရအောင်ယူတတ်တဲ့စိတ်ရှိရင်ဗျာအနီးကအဝါကားကြောက်ရဗျာဘမော်ဒယ်ရဲဗျာဟိုအပေါက်တင်းမေးတယ်ဗျာရေရေနေတယ်အဲဒီဒီလိုဒီလိုဇရရှိရဗျာအစိတ်ကောက်ကြောက်ရဗျာအေးရှိရှိနေကြသူကလှုပ်ဆော်လှုပ်ဆော်ရှိလို့ရှိရဗျာခိုင်းရရှိလို့ရှိရင်အေးရှိခိုင်းရလှုပ်ဆော်ရှိလို့ရှိရင်အေးရှိလို့ပဲပြောရဲအေးရှိရှိနေကြတယ်ဒါပဲဗျာနောက်ပူတော့ဟိုတခုကဗျာဟို possible possible တော့ပြောတော့ဟာလို့ဆိုတော့မကြိုက်ဘူးအဲ့လိုဗျာဒီအပြာကားကြောက်ဗျာ ဘယ်လိုပြောမလဲပေတိပေတိခေါ်ဗျာခေါင်းထဲမှာထည့်ရသလားအောင်မရတယ်ဗျာ तू อ่ะအများကြီးဗျာ तू तू မသူရှိမှမေးလို့ရှိဗျာ data 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 နဲ့ဆိုဗျာအခြေလေးအခြေလေးဆိုအများကြီးလားလိုချင်နေဗျာအဲ့လိုပြောကြမယ်အဲ့တော့ဗျာကျွန်တော်တို့ကဒီဒီလိုချင်းအမျိုးစောက်ခွဲကြည့်ရတယ်ဗျာဘယ်လိုအမျိုးစောက်ခွဲချင်းပြည့်အေးရှိရှိဗျာအနေအနေအေးတဲ့လူကနေရဗျာအဲ့ဒါမှဆိုရင်အစိတ်ကောက်ရအစိတ်ပြက်ကောက်ရအစိတ်ကောက်ရဗျာကြာရဗျာဘယ်လိုပြောမလဲလူတွေရဗျာပေါက်တဲ့ရှိရတဲ့ပူချိုက်တယ်ဗျာအိုဆိုဘက်ပူချိုက်တဲ့လူကနေရရှိရအနီရရဟိုရရဗျာပြန်နောက်တစ်ခုရှိရင် ခုနပြောတယ်ဗျာသူ့ရပါဗျာဆွဲဖက်ဆွဲဖက်ချက်ကိုပုံမူတည်ပြီးတော့ချတိုင်းဒီလေးဒီလေးကောဗျာနောက်တစ်ခုထပ်ခွက်လို့ရှိဗျာသူကဆက်ဟိုဆက်ဖက်ချက်တစ်ခုချလို့ရှိဗျာသူကဘာပုံမှာအခြေခံပါလဲခါစားချက်တွေခါစားချက်တွေပုံမှာအခြေခံပါလားကျွန်တော် emotion ဗျာ emotion ရဲ့ပုံအခြေခံပါလားမဟုတ်ဘဲနဲ့ဗျာ result ရဲ့ပုံမှာအခြေခံပါလားဒါတော့တန်းတက်တူချက်အဲ့လိုချင်မှဆွဲရအနီကောင်အနီကောင်နဲ့အပြက်ကောဗျာဘာလို့လဲဆိုရင်အနီကောင်နဲ့ပြက်ကသူက result result ပုံမှာချိချိခိုင်ဗျာသူကသူကသူက ဖြစ်လာတဲ့အခြေအနေပေါ်အမှုတီးပြီး result တွေပေါ်အခြေခံပြီးတော့ဆွဲပြတ်ဆွဲပြတ်ချက်ကိုချလိုက်ရှိရဟိုကအစိုက်ကောင်အစိုက်ကောင်ဟိုကကြာအဲ့လိုမဟုတ်ဗျသူက emotion emotion ပြ emotion ပေါ်အခြေခံပြီးတော့ဆွဲပြတ်ရှိရသူက feeling ပေါ်အမှုတီးပြီးသူကခံစားချက်ပေါ်အမှုတီးပြီးဆွဲပြတ်ချက်ချအဲ့လိုရှိဗျအဲ့လိုဆိုရင်လူက၄ကောင်ဓာတ်ရက်၄ကောင်ဗျအဲ့လိုဆိုရင်ကျွန်တော်ပြခုနပြောတယ်ဗျအနေအေးတယ် introvert introvert ရှာတယ်ပြီးတော့ခါစားခါစားချက်ခါစားချက်ဆွဲပြတ်ချက်ချလို့ရှိရစိုက်က introvert ရှာတယ်ပြီးတော့ခါစားချက်မဟုတ်ဘူး လေဝ result ဗျာဒါလေဝ result တွေပုံအခြေခံပြီးဆက်ပဲချက်ချုပ်လို့ရှိရအပြတ်ကနောက်တစ်ခုဗျာဒီ extroversion လဲနောက်တစ်ခုကသူကရော result ရလာတဲ့ပုံအခြေခံရလာတဲ့ပုံအခြေခံပြီးတော့ဆက်ပဲချက်ချုပ်လို့ရှိရအဲ့ဒါကောင်ဆိုရင်အညီကနောက်တစ်ခုကရောဗျာ extroversion လဲဒါပြမဲ့ဗျာသူက emotion ပုံမူတည်မူတည်ပြီးတော့ဆက်ပဲချက်ချုပ်လို့ရှိရအဝါက ပြပြဒီလေးကပါဗျာသူရဲ့ personality ခုနပြကျွန်တော်ပြောခဲ့သလိုဗျာသူရဲ့အမူကျဲတယ် behavior တွေပုံမူတည်ပြီးတော့ဗျာသူရဲ့အင်္ဂလိပ်စာအင်္ဂလိပ်စာလည်းကျွန်တော်စီကိုဆက်ပြီးဗျာပြီးတော့ဒီလေးကအောင်အင်္ဂလိပ်စာလည်းမပြောခဲ့ဗျာကျွန်တော်ခုနပြကျွန်တော် average average ကောင်းနေမှာဗျာ that's it that's it that's it လေးပေါ့ဗျာကျွန်တော်မီးရဲ့ရေရဲ့မီးရဲ့လေးရဲ့ဗျာအဲ့ဒါဒီဒီလေးကလည်းဗျာသူရဲ့ဒီ diet တစ်ခုစီကိုဆက်ပြီးဗျာအနီကောက်ဆိုရင်မီးအပြက်ကောက်ဆိုရင်ရေပြီးတော့အဆိုင်ကောက်ဆိုရင်မီးပြီးတော့အဝကောက်ဆိုရင်လေးဗျာဒီလေးဒီလေးခုကိုဆက်ပြီးဗျာ အဲ့ဒီပဲခုနပြောတယ်ခုနပြောပြမယ်ဒီခုနစကလပ်အဲ့ကလေးစာလို့ကျွန်တော်ဆီကိုဆိုပြဒီလေးကောင်အနီကောင်ဆိုရင် D ပြီးတော့အစိတ်အစိတ်ကောင်ဆိုရင် S ပြီးတော့ဟိုပြကောင်ဆိုရင် C ပြီးတော့အနီဟိုကောင်ဆိုရင် I အဲ့လိုပဲဗျာဒီလေးဒီလေးကောင်ကိုဆိုပြအဲ့ဒါဘာလဲဆိုရင်ဗျာ D ရ I ရ H ရ C ရဗျာဒီကဗျာ dominate ခုနပြောတယ်ဗျာ तू ကလွမ်းမိုးရတော့ပိုကြိုက်တယ်ဗျာအဲ့လိုပဲနောက်တစ်ခုကကျ I I ရ F ရဗျာဟာဗျာ तू ကလွမ်းမိုးရတော့ဗျာဒါပေမဲ့ဗျာ तू က ဟုတ်ကခုနဒိုမီနီယံပဲ challenge ရတာပို့ချိုက်ခုနဒိုမီအဲ every ပဲ every ပဲဟုတ်ပေါ့ပေါ့တေးရှိဆိုင်ရတာပို့ပြီးကြိုက်တယ် every ပဲဒါတော့ကတော့ခုနပြောတယ်ကြာ s ကကြာ stable stability ပဲသူကတည်ငြိမ်နေရတာပို့ချိုက်တယ်ပြောသူက a cc နေရတာပို့ချိုက်တယ်အဲ့လိုပဲနောက်တစ်ခုကကြာ ai ai analytic ကခုနပြော analytic ကပြသူက di di is a ဒီတိလေးလောက်ဦးစေပြပြအဟုတ်တယ်ကျွန်တော်ကျွန်တော်ပြောရဆောပါဗျာ အဲ့ဒါဗျာ Google Maps ဆိုရယ်ဗျာစာကြည့်လို့ရတယ် DIS method ဆိုပြီးဗျာအဲ့တော့ personality test ဆိုတာအခုဆိုရယ်ဗျာ Google တို့ Google ရယ် Gemini တို့ပြောအချက်ချင်းပြည်လို့မဟုတ်ဘူးဗျာကိုကိုလိုချင်ပုံစံဗျာ test ကိုဖြည့်ချင်ပုံစံကိုဖြည့်ချက်ဘော်ကူလောက်ပြီးတော့ဘော်ကူဘော်ကူလောက်ပြီးတော့ဗျာလောက်ခိုက်လို့ရတယ်ဗျာဖြည့်ခိုက်လို့ရတယ်ကိုကိုစဉ်းစားချက် idea ရှိရယ်ဗျာအဲ့တော့ Gemini မှာမေးပြီးတော့ဗျာဘော်ကူလောက်လောက်ပြီးတော့တိချောက်လို့ရတယ်ဗျာအဲ့တော့ဒီဒီရပါဒီကျွန်တော်ကျွန်တော်ကျွန်တော်ရပါ ီကြောက်ကျွန်တော်ကျွန်တော်ဒီကြောက်မပြောခဲ့ဗျာဒီဒီလေးကိုအကြောက်ကျွန်တော်ဘာလို့ပြောလဲဆိုတော့ဒီကျွန်တော်ကျွန်တော်ဟိုမနေ့ကဖတ်ဟိုလိုကျွန်တော်ကဖတ်ပြီးသွားဗျာကျွန်တော်ဒီတနေ့ခုနေ့ကဖတ်ပြီးသွားဆောက်လို့ရှိရင်ဒီဆောက်ဗျာ surround rap area ဒီဆောက်ဗျာကျွန်တော်အေကရက်ကဖတ်ချင်တဲ့ဆောက်ဒီတကယ်ဗျာကျွန်တော်ဒီဆောက်ဝယ်လို့ရရရှိဗျာကျွန်တော်ဝယ်ထားမယ်ဆိုရဲဆောက်ထဲမှာပါတယ်ဟုတ်ဗျာဒီဆောက်ဒီဆောက်ကိုကျွန်တော်ဒီဆောက်ရရဲ့စာရေးရှာဗျာတော့မှ USA ူကဘာပြောလဲဆိုပြန်လူတရားဟောပါဗျဒီခုနကပြောတဲ့ဂျိုင်းရေးဗျကိုကဗျာတကယ်ထိတ်ထိတ်ချောမဲ့သူတရားလို့ဖြစ်ဗျဘယ်လိုဂျိုင်းမျိုးထိတ်ချောချင်တယ်ဗျသူသူကပြောရဗျသူပြောတာရှင်းရှင်းလေးဗျဒီဒီခုနကကျွန်တော်ပြောတဲ့ဂျိုင်းလေးကောက်ရှိရဗျဒီဂျိုင်းလေးကောက်ထဲမှာကိုကတခုခုတကောက်ထိတ်ချွနေတကောက်တကောက်ထိတ်ချွနေချစ်တကောက်ကိုထိုးလို့နေချစ်လို့နေမယ်မဟုတ်လားနက်ကောက်ကိုထိုးလို့နေချစ်လို့နေမယ်သုတ်ကောက်ကိုထိုးလို့လေးကလေးကလားထိဗျဘယ်သူမှကိုထိုးလို့နေမှာမဟုတ်ဘူးဒါဆိုင်ရှာပြောတာအဲသူပြောချက်လေးပဲဗျာ လူတရားပဲဥပမာပဲဆိုကျွန်တော်တို့ကဆိုမျိုးဆက်ပဲကျွန်တော် APTI APTI test ပဲဆက်ဆက်ပြဥပမာဆို Enigra ပဲ Enigra ဆိုရယ်ဟိုဇာ community ပဲ type type ရနေ type 1နေပဲ type type night ရှိရအဲ့လိုပြောပြီးတော့ APTI မှာဆိုပဲဗျာ66ခုရှိရဟုတ်ဒီလိုရှိပဲကျွန်တော်ဒီ test လို့ test ဆက်လို့ရှိပဲဥပမာဆိုဟိုကကိုက IITJ ဆို IITJ ပဲကိုကကိုက type 5ဆို type 5 LS ဆို type 9 type 3ဆို type 3ဟုတ်လားအများကြီးရှိရပဲအဲ့လိုဒီဆောက်ကဒီလိုပုံစံမျိုးမဟုတ်ဘူးကိုကအများဆုံးဘယ်လိုနေမှာနေရကျွန်တော်ဆိုရယ်ဗျာကျွန်တော်ကျွန်တော် S ကျွန်တော် S တမဗျာအများဆုံး အဲ့ဒီဆိုအချိန်တုန်းကမျိုးစောပဲနေတာများတယ်အချိန်တုန်းကဗျာပြီးတော့အချို့ချိန်တွေမှာဆိုကျွန်တော်ကစီဆွဲချိန်တွေပြကွာဆိုအေဆွဲချိန်တွေပြဆိုပြကျွန်တော်တို့ခါဆိုဆို account analytical analytical page ကိုပို့ပြတော့လို့ရှိရအဲ့လိုပဲကျွန်တော်ခါလို့ဆိုအဲ့လိုပဲကျွန်တော်ကျွန်တော်ထိတ်ချုပ်ကျွန်တော်ထိတ်ချုပ်နေတဲ့အာဒီနာကောင်ရှိရဗျာကျွန်တော်မျိုးစောပဲအစိကောက်ထိတ်ချုပ်တယ်ပြီးတော့မဟုတ်ဘူးရှိရကျွန်တော်အပြအပြကောက်ထိတ်ချုပ်အပြကောက်ထိတ်ချုပ်တဲ့ချိန်ရှိရဟုတ်လားကျွန်တော်နှစ်ကောက်ပဲထိတ်ချုပ်ထားလို့ပြောစမ်းစိရှာဗျာ အချို့ကဗျာနှကောက်ရှိရခါရှိပဲအချို့အချို့အချို့လူရပဲတော့ခါတော့ဒီကိုထိုက်ကြတယ်အချို့ကတခါလေးဆိုသူသူပြောတာအချိန်ပဲဗျာကောလိပ်ဆိုအချို့ကအနီပုံမဆိုမြောက်တဲ့အချိန်နေမှာဆိုပြအနီကအနီကောညက်တဲ့အနီကိုထိုက်ချတဲ့အချိန်တွေမျိုးရတယ်ဗျာဘယ်လိုလဲဒါပေမဲ့အနီကပြီးတော့ကောလိပ်ဆိုအဝါဆိုအချိန်နေရတော့ဆိုလိုဆိုအစိတ်ဆိုအချိန်နေရပါဗျာဘယ်လိုလဲအဲ့လိုဗျာဒီဒီစောက်ထမဆိုပြအာတကယ်လို့ဗျာကိုကအစိတ်ကိုကအစိတ်ကဖြစ်နေမဲ့ဆိုရင်ဒီအစိတ်အစိတ်ရတယ်ပတ်သက်ပြီးတော့ဗျာကျွန်တော်အခြားပတ်စံရလဲကြည့်နေဘယ်လို့ ဘယ်လိုဘယ်လို communicate လုပ်မလဲဗျာအဲ့လိုပြောဘယ်လိုဘယ်လိုချိန်ဆမှာဘယ်လို score ပြောမှာပြောသူတို့ရရဗျာဒီလို type the g personality ဗျာခုနကပြောတယ်ဗျာအနီကအနီရပြရဲဆက်ရဲဝဲဒီဒီလေးမျိုးဒီလေးမျိုးရဗျာတကယ် pressure ဟုတ်အလိုရဲ့ stress ဒီပြီးလာလို့ရှိရဗျာဘယ်လို value response ဘယ်လိုသူတို့ဘယ်လိုတက်ပြရရှင်ဒီကြဒီဆောက်ဝဗျာဒီကရှေ့ရှေ့တွေဗျာလူတရားရဗျာဘေးရေးပြီးခုမဲဘေးရေးပြီးအเจ้าကိုချိန်ခဲ့ပြီးတော့ရေးထားတဲ့ဆောက်ဗျာအဲ့လိုပဲဒီဟိုမေးဘေးဘီရောလူလူတွေအစိတ်လူတွေအမှုချက်လူတွေဘေးဘီရောပုံမှာမူတည်ပြီးတော့ ပေါ်လာတဲ့ဒီ personal personality လေးမျိုးဒီစာအုပ်အခြေခံပြီးရေးထားတယ်ဒီစာရေးချက်ဒီစာဒီစာအုပ်ပဲဒီစာအုပ်ကပြောသူကတော်တော်ကြီးကိုနာမည်ကြီးတဲ့စာအုပ်ဖြစ်ဖြစ်ပြီးတော့သူရဲ့ iconic ဒါတော်မ erasing ဒီစာဒီစာရေးချက်သူအရာ iconic ဖြစ်ရဲ့စာအုပ်တွေပြဆိုထားမှာလေဗျသူရဲ့ဒီစာအုပ်ကခုနခုနကျွန်တော်ရောက်ခဲ့တယ်ဗျ personality တိုက်ရေးပြီးတော့သူတို့ရဲ့အမှုချက်တွေသူတို့ကဘယ်လိုဘယ်လိုအမှုချက်တွေရှင်ပြီးတော့သူတို့ကဗျာမေကိုမေကိုတစ်ခုမေးလို့ရှင်ကိုကမေကိုတစ်ခုမေးလို့ရှင်သူတို့သူတို့ရဲ့ knowledge တဲ့ပုံစံသူတို့ရဲ့ response သူတို့ဘယ်လိုတွေ့ပြလဲရှင်ဘယ်လိုပါ့မို့ဆိုကျွန်တော်ပြအနီအနီကောက်ဆိုရင်မေကိုတစ်ခုမေးလို့ရှင်ဒီ personality ဘာလဲ for for ways personality ဘာလဲဘယ်လိုဖြစ်ရှင်မလားဘယ်လိုပါ for ways ပြီးတော့အဝါကောက်ဆိုအဲ့လိုမအဝါဆိုဟာအဝါကောက်ဆိုဟု sorry အဝါကောက်ဆိုဟုသူကဒီပြဿနာဘယ်သူကြဖြစ်ရလဲဘယ်လိုကြဖြစ်လူလူဘယ်အရွယ်ဆိုင်ဟုတ်နောက်တစ်ခုကပြောအစိုက်ကအစိုက်ကဆိုရယ်အဲ့လိုပဲအစိုက်ကဆိုရယ် ဟုတ် how you say ဟာဘယ်လိုဖြစ်ရှင်းမလဲဘယ်လိုဘယ်လိုကြောင့်ဖြစ်ရတာဒီပြဿနာ how you say လို့အစိုက်ကောက်ဆိုအပြာကောက်ဆိုအဲ့လိုမဟုတ်ဘူးဗျအပြာကောက်ဆို fine ဒီပြဿနာဘာကြောင့်ဖြစ်ရတာအဲ့လိုပြန်သူလက်တခုခုနကကျွန်တော်ပြောခဲ့ကြပြဘေးပြီးသူလက်လူတွေအမှုကျဲမှမူတည်ပြီးတော့ဗျသူလက်သူတို့ဆိုင်ဖြန်းနေဆွဲတယ်သူတို့သူတို့အမှုကျဲတယ်ပေါ့မဟုတ်ဘူးခုနကသူတို့ဆေးစားပူဇော်တယ်ကိုသွားဟုတ်လားဒီဆေးရှယ်ပြောချင်တာအဲ့လိုတွေပဲဗျအဲ့တော့ကျွန်တော်ပြောခုနကပြောသလိုဗျကိုကဘယ်လိုလူပဲဖြစ်ဖြစ်ဗျအန်ဒီအောင်လဲစကားပြောလို့ရှိရင် ်သူကသူကကျွန်တော်ခုနပြောတယ်ပြန်သူကရလာပဲလို့ချက်ပဲသူကနောက်ဆုတ်အဖြေပဲလို့ချက်သူကအဲ့ဒါဆိုအဖြေပြပြလိုက်အဲ့လိုပဲကိုကဟိုကိုပါဆိုအဝါကနေစကားပြောလို့ရှိရင်အဝါကနေဆိုအဝါအဝါကလေးရပါဗျအဝါကနေစကားပြောလို့ရှိရင်အေးရှိရှိပြောလို့ရတယ်ဗျ friendly ဒါပေမဲ့ तू ကသူ့အဝဲအစ်စူပါလေးဖြစ်တယ်ဗျ तू စကားလေးအများအများလားသူကဒီလေးမျိုးထဲမှာ तू तू တို့စကားများနေမှာပါပြီးတော့အစိုက်ကောင်လေးစကားပြောလို့ရှိရင်အစိုက်ကောင်လေးစကားပြောရရှိရင်အစိုက်ကအစိုက်က အစိမ်းဟာလိုချင်တာဗျာမြတ်သားပြလိုချင်တာသူက security သူကစိတ်ဟမ်းပါဗျာ emotion သူကသူက mind သူကစိတ်ဟမ်းပါလို့ security တော့လုံခြုံနေရွှေစိတ်ခံစားချက်ရအောင်ထိုင်နိုင်ရွှေအရှိပြပြီးတော့ပြကအပြကောက်ရွှေရှင်းတယ်အပြကောက်ရွှေဗျာလို့ detail သူကဒီ detail ကြောင်းနေပါရတယ်သူက data တွေဘာခုနကပြသူက proof ရ appointment တွေသူကဘောသူက detail ကြောင်းတာဟောပါလိုချင်လို့ပြဆိုင်မယ်အဲ့တော့သူတို့ကစကားပြောလို့ရှိရင်ကျွန်တော်ဘာချစ်လေးဘာချစ်လေးကိုဘာချစ်လေးကကိုကောက်ပြီးတော့ပြောရအောင်ကြာဒီအချစ်လေးနဲ့ပြောတဲ့ဟာကို ြာကောင်လည်းရှိရပြန်ပို့ပြီးပြောသေးလို့ပြောစင်အဲ့တော့ဗျဒီစားအုပ်ကကျွန်တော်တို့လုပ်ငန်းခွင်ထဲမှာပြဲအချို့ဗျကျွန်တော်ကလူလူဆုံးမတယ်ဗျလူတွေနဲ့ရှစ်ရှစ်ဆိုင်နေရတယ်ဗျအဲ့လိုဗျဒီချိန်ထဲမှာဗျသူကဘလို့မူချစ်နေရှိရဘလို့ဘလို့ဈေးနေရှိရအဲ့လိုဗျဒီစားအုပ်ကရွေးချက်ဗျလူတွေဘလို့ပြောခုနကပြော adjustment ဗျလူဝေဖန်ဝေဖန်နေရပြလူလူတွေဗျ adjust လူတွေလူတွေ adjust လောက်လောက်ထွက်နေဆိုင်ရဗျလူတွေဟောသူကဘလို့အမူချစ်ရှိပါလဲဘလို့မူချစ်ရှိပါလဲကိုကရောဘလို့အမူချစ်နေပြပြီးတော့ respond လုပ်ရမလဲအဲ့ဒါရွေးချက်နဲ့ဆက်ရှိရရေးထားရေးထားတဲ့ရွေးချက်ဗျ ဖက်ဆိုင်ရှာပြဒီဆောက်ရဲ့နောက်ဆုံးမဆွေပြသူရဲ့ဟိုလိုပြောကော်ဇော့တဲ့ဟိုလိုပြောသူအမေးဖြေခဲ့တယ် discussion ပြဝါအော်ပါဗျဝါအော်ပါ discussion လို့တဲ့ပုံစံကိုလိုက်ဆောက်ဆောက်ရဲ့နောက်ဆုံးမရေးထားတယ်ဗျပြီးတော့ဆောက်အောင်ပါဗျ question တွေဖြေအဲ့ဒီဒီ question ပတ်သက်ပြီးတော့ကျွန်တော်ကိုယ်တိုင်ဖြေဖြေကြည့်ထားတယ်ဖြေကြည့်ထားသေးဗျဒီမှာဆွေကျေးဇူးပါဆောက်ရမှာဗျမေခိုးလေးရှိရမေခိုးလာလွယ်တယ်ဗျဥပမာဆိုရင်မေခိုးကခုမေးမေးလိုက်ရအဲ့လိုဆိုရင်ဒီမေခိုးอ่ะဗျဘယ်လို့ ဘယ်လိုဈေးနဲ့ပို့ပြီးကိုက်တယ်လေးလေးမျိုးရှိရပြအနီးရအနီးရပြအနီးရပြရအစရအဝါရပြဒီလိုမျိုးဒီလိုမျိုးပြီးတော့မဟုတ်ပဲနောက်တစ်ခုအချောင်းဘောပဲဒီဒီဒီလိုလူအကုန်လုံးပတ်နိုင်လားဟုတ်ဆိုပြဒီမဆွေပြဒီမဆွေဒီမဆွေကျွန်တော်ကျွန်တော်ရေးထားတဲ့စာဟာအဖြေရောကျွန်တော်မိစိန်နဲ့အမအမအမချေတာကိုဖြေတာမှန်လားမှန်မှန်တော့အဲ့လိုပဲကိုကလည်း test ပြလို့ထားအဲ့လိုပဲဒီမဆွေပြကျွန်တော်ကတော့ပြတယ်ဗျာခေါ်ရပြ schedule ရပြမလိုက်တာမလိုက်တာလူတွေရှိရ schedule မလိုက်တာလူတွေဆိုတော့ကျွန်တော်အနီးက schedule မလိုက်တော့ အဲ့လိုဗျာမေးရချင်တကယ်လို့ခုလက်ရှိကဘာပေါ်မှာဗျာလူတွေလူမျိုးရှင်ဒီလူတွေကဘယ်လိုလူတွေကဘယ်လို personality ပုံများလဲဆိုရင်အစိုက်အစိုက်ရပါဗျာ personality အများဆုံးဖြစ်ပြီးတော့အနီရော personality နည်းတယ်သူသူစိုက် share research တွေကပြောအနီရတော့ဗျာကျွန်တော်မျိုးသက် CEO လေး level တွေမှာဆိုရင်အနီရ personality ကတိုက်အောင်မျိုးလေးရှင်ကြတော့ကျွန်တော်ဒီစာအုပ်ကိုဖတ်ပြီးတော့ဗျာကျွန်တော်ခုနကကျွန်တော်ပြောခဲ့တဲ့စာအုပ်ဗျာ Surrender by Idea ဒီစာအုပ်ကိုဖတ်ပြီးတော့ကျွန်တော်ရောက်ခဲ့တဲ့ဟာလေကျွန်တော်တီးခဲ့တဲ့ဟာလေပြန်ပြီးတော့ share ပြီးလို့ချစ်ပြပါလေ Uh, sorry nha đã bị để tiêu diệt bạn đã bị đồng thời sự giờ bye bye